ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာယနေ့ခေတ်ကမ္ဘာမှာကျွန်တော်တို့အသုံးပြုနေတဲ့အသုံးဆောင်ပစ္စည်းတွေဟာလူလူမျိုးတွေကတီထွင်ပြုလုပ်ခဲ့တယ်ဆိုတော့ပရိသတ်တို့သိကြပါသလားအချို့သောပစ္စည်းတွေဟာမထင်မှတ်တဲ့စံတမ်းမှုတွေကနေပေါ်ပေါက်လာခဲ့တာဖြစ်ပြီးတက္ကသိုလ်ကတီထွင်ခဲ့တဲ့ပစ္စည်းများစွာလည်းရှိနေပါတယ်ကျွန်တော်တို့နှိမ့်စတူဟာအသုံးပြုနေတဲ့ပစ္စည်းတွေကိုဘလူလူမျိုးစုတွေဘလူပုဂ္ဂိုလ်မျိုးတွေကတီထွင်ခဲ့လဲဆိုတာကိုတင်ဆက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1ဆိုင်ကယ်ကိုတီထွင်ခြင်းမော်တော်ဆိုင်ကယ်ကိုကဘာကြီးထံကို 1885ခုနှစ်နိုဝင်ဘာလမှာစတင်မိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါရယ်။ဆိုင်ကယ်ကိုတီထွင်ဖန်တီးခဲ့တဲ့သူကတော့စက်မှုအင်ဂျင်နီယာတယောက်ဖြစ်တဲ့ Godley Daimler နဲ့သူ့လုပ်ဖော်ကိုင်ဘက် Wilhelm Meibert တို့ပဲဖြစ်ပါရယ်။ Daimler ဟာဂျာမန်စက်မှုကျွမ်းကျင်အင်ဂျင်နီယာတယောက်ဖြစ်ပြီးတော့ဂျာမနီနိုင်ငံရဲ့စက်မှုလောကကိုဦးဆောင်ခဲ့တဲ့သူလည်းဖြစ်ပါရယ်။ပထမဆုံးမော်တော်ဆိုင်ကယ်ဟာတသားစပိန်ကိုချင်းနှင်းများဖြုတ်ပြီးအင်ဂျင်လေးလုံးတက်ဆင်ထားတာပဲဖြစ်ပါရယ်။ Rubber ဘိတ်နှစ်ဘိတ်အပြင်ဟန်ချက်ထိန်းဖို့အတွက် အဖို့တသားဘိန်းနှဘိန်းတော်မှပါဝင်ခဲ့ပါသေးတယ်။အဲ့ဒီဆန်ကဲကိုစတင်စမ်းသပ်မောင်းနေတဲ့အချိန်မှာပဲတနအီကို17ကီလိုမီတာရောက်ရှိခဲ့ပါတယ်။နံပါတ်1ဘီလက်မြေကိုတီထွင်ဖန်တီးခြင်းကျွန်တော်တို့အိမ်ဆောက်တဲ့နေရာတွေနဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေမှာကျေပြန့်စွာအသုံးပြုနေတဲ့ဘီလက်မြေကို1824ခုနှစ်မှာဗြိတိရှားကြောက်ဖြတ်သမားဂျိုးဆက်အပ်ဒင်ကနေစတင်တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။အပ်ဒင်ဟာကြောက်ဖြတ်ရင်ရရှိလာတဲ့ထုံးကြောင်တဲ့ရွှွန်စေးကိုမိဘကြောင်ထဲမှာမတော်တဆ ယောဆက်အပူပေးမိခဲ့ရာကနေတဆင့်ဘီလက်မြေမုံကိုရရှိခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအမုံကိုရေနဲ့ယောဆက်လိုက်ရာကနေဘီလက်မြေပေါ်ပေါက်လာခဲ့ပြီးအဲ့ဒါဟာကဘာမှာပထမဆုံးရေနဲ့ယောဆက်ပြီးအသုံးပြုရင်မကြောသွားတဲ့အမုံကိုရရှိခဲ့တာပဲဖြစ်ပါတယ်။အက်ပတင်ဟာအဲ့ဒီဘီလက်မြေကိုပော့တလန်ဘီလက်မြေလို့အမည်ပေးခဲ့ပြီးတော့ကဘာမှာအစောဆုံးဘီလက်မြေဖြန့်ချည်ရေးကုမ္ပဏီကိုတည်ထောင်ခဲ့သူပဲဖြစ်ပါတယ်။နံပါတ်3လျှက်စစ်မီးဘူးကိုတည်ထွင်ခြင်းကမ္ဘာမှာပထမဆုံးမီးဘူးကိုစတင်အသုံးပြုခဲ့တာဟာ လွန်ခဲ့တဲ့နှစ်2000လောက်ကဖြစ်ပြီးတရုတ်နိုင်ငံကနေစတင်ပြီးအသုံးပြုခဲ့တာပဲဖြစ်ပါတယ်ပထမဆုံးအသုံးပြုခဲ့တဲ့မီးဘူးဟာမီးသွေးထည့်ထားတဲ့တတုအိုးတွေဖြစ်ပြီးအဲ့ဒီတတုအိုးတွေကိုတွန့်ကျင်နေတဲ့အဝတ်ထည်များပေါ်ကိုဖိတိုက်ပြန့်ရန်စေခြင်းမှာမီးဘူးတိုက်ခြင်းအလေးထပေါပေါလာခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီကနေတစ်ဆင့်တန်ကိုအသုံးပြုကပုံစံဖော်လက်ကင်တက်ပြီးမီးသွေးထည့်အသုံးပြုခြင်းနဲ့မီးသွေးမီးဘူးများစတင်ပေါပေါလာခဲ့ပါတယ်ပင်နာ1882ခုနှစ်ဇွန်လ6ရက်နေ့မှာတော့ဟင်နရီဆီလီဆိုတဲ့သူဟာပြည့်စစ်မိဘူးကို အောင်မြင်စွာတီထွင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမိဘူဟာကာဗွန်ကိုအတုံးပြုတ်အပူပေးတာကြောင့်အန်ဒီယာရှိနိုင်တယ်လို့ယူဆပြီးတော့ဈေးကွက်ထဲမှာရောင်းချခွင့်တော့မပြုခဲ့ကြပါဘူး။ဟင်နရီစစ်လီရဲ့လျှက်စစ်မိဘူကမအောင်မြင်ခဲ့ပေမဲ့1860မှာတော့ခရမ်တွန်ဆိုတဲ့ကုမ္ပဏီဟာလျှက်စစ်မိဘူရဲ့အပူကိုကောင်းစွာထိန်းချနိုင်ခဲ့ပြီးတရားဝင်ဈေးကွက်ထဲကိုရောင်းချခဲ့တာပဲဖြစ်ပါတယ်။နံပါတ်၄ကဏန်းပေါင်းဆက်ကယ်ကူလေတာကိုတီထွင်ခြင်းယနေ့ခေတ်မှာကျွန်တော်တို့အသုံးပြုနေတဲ့ကဏန်းပေါင်းဆက်ကို စတင်တီထွင်ခဲ့တာကတော့ပြင်သစ်လူမျိုးအင်ဂျင်နီယာတယောက်ဖြစ်တဲ့သင်္ချာကျွမ်းကျင်ပညာရှင်ဘလစ်ပါစကယ်ပဲဖြစ်ပါတယ်သူဟာ1642ခုနှစ်မှာကနန်ပေါင်းဆက်ကိုအောင်မြင်စွာစမ်းသပ်တီထွင်နိုင်ခဲ့ပြီးအမှားရင်းအ ਨੇ ဆုံးနဲ့အတိအကျဆုံးအဖြစ်ထွက်နိုင်အောင်ပြုလုပ်နိုင်ခဲ့တဲ့ပထမဆုံးအတွက်ချက်နည်းပညာဖြစ်ပါတယ်ဒါအပြင်ကမ္ဘာပထမဆုံးကနန်ပေါင်းဆက်ဟာတပေနီးပါအမြင့်ရှိပြီးအလေးချိန်၁၀ပေါင်နီးပါရှိခဲ့လို့အလုံးရေအတွက်အနည်းငယ်သာထုတ်လုပ်နိုင်ခဲ့ပါတယ်1995ခုနှစ်မှာတော့ အမာရွင်အ ਨੇ ဆုံးနဲ့အတိအကျဆုံးအဖြေအရအောင်ပြုလုပ်ထားတဲ့ Pascal ကဏ္ဍပေါင်းဆက်ကိုအစစ်မြစ်တင်ပြီးအိတ်ဆောင် Digital ကဏ္ဍပေါင်းဆက်ကိုစတင်တီထွင်နိုင်ခဲ့ပါတယ်။နံပါတ်5ပန်ကာကိုတီထွင်ခြင်းပူပြင်းတဲ့ရာသီဥတုတွေမှာအသုံးဝင်တဲ့ပန်ကာကိုတီထွင်ခဲ့တာကတော့1882ခုနှစ်မှာဖြစ်ပြီးတီထွင်ခဲ့တဲ့သူဟာ Skyler Skewiller ပဲဖြစ်ပါတယ်။တာမန်လျက်စစ်မော်တာမှာဒလက်နှစ်ခုတက်စင်ကလေရအောင်ပြုလုပ်ပြီးလျက်စစ်သုံးပန်ကာကိုစတင်ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ 1885ခုနှစ်မှာတော့ Skyline ရဲ့လျှက်စစ်မော်တာသုံးပန်ကာကိုတောင်းချခွင့်ရရှိခဲ့ပါတယ် Skyline ရဲ့လျှက်စစ်မော်တာသုံးပန်ကာကို American ပြည်ထောင်စုမှာဘူပိုင်ခွင့်တင်ခဲ့ပြီးလျှက်စစ်ပန်ကာကိုတရားဝင်စတင်ထုတ်လုပ်ရောင်းချခွင့်ရရှိခဲ့ပါတယ်ပန်ကာကိုတီထွင်ခဲ့သူ Skyline ဟာမုံကျိုးလင်မိသည်ကိုတီထွင်ခဲ့သူလည်းဖြစ်ပြီးလျှက်စစ်လောကမှာထင်ရှားကျော်ကြားတဲ့ Thomas Edison ရဲ့ကုမ္ပဏီမှာလည်းအကြီးတန်းဥက္ကဋ္ဌဖြစ်သုံးနှစ်တာဝန်ထမ်းဆောင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်ဒီဘက်မှာတင်ဆက်ပေးခဲ့တာကတော့ကျွန်တော်တို့ယနေ့ခေတ်အသုံးပြုနေတဲ့ အတုံးဆောင်ပစ္စည်းတွေကိုဘယ်လိုလိုမျိုးတွေဘယ်လိုပညာရှင်မျိုးတွေကတီထွင်ဖန်တီးခဲ့တယ်လဲဆိုတာကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်တစ်ပတ်စနေနေ့မှာလည်းဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ပစ္စည်းမျိုးတွေကိုဘယ်သူတွေကတီထွင်ဖန်တီးပေးခဲ့လဲဆိုတာကိုတင်ဆက်ပေးမှာဖြစ်လို့စောင့်ကြည့်ဖို့အတွက် page လေးကို like and follow လုပ်ခဲ့ကြပါအောင်ခင်ဗျာ။အားလုံးပဲကောင်းသောနေ့ရက်လေးဖြစ်ပါစေခင်ဗျာ။